စက်မူထန်အစားထိုးကပေါင်ဈေးရှိပါတယ်နော်ရန်ကုန်မှာဆိုစက်မူထန်ပေါင်ဈေးဘယ်လောက် AOD မှာဆိုလို့ရှိရင်အခုကျုံပြောတို့အတုတ်တို့ရေကြီးတို့မှာစက်မူထန်အစားထိုးအတွက်ငွေကြေးသိန်းဘယ်လောက်ဆိုရက်ပေါက်ကြီးတွေအမှန်တကယ်ရှိနေပါတယ်နော်ကိုစောယူဆောင်ကားဒီလိုမျိုးလို့ဖမ်းလို့ရှိရင်ကျမလည်းပဲအခုလိုမျိုးပြောလို့ကျမကိုလည်းမဖမ်းပါနဲ့နော်ပူဇော်ပါတယ်ပတာပါတယ်ကြောက်ပါတယ်လန့်ပါတယ်မှားတာရှိတယ်ကြိုးပြီးတောင်းမဲ့ပါတယ်ရှင်အမှန်တကယ်ဖြစ်နေတဲ့အရာမှုလို့တင်ပြရကြံဖြစ်ပါတယ်န မဲထီလာပြီးသူစစ်ခေါင်းဆောင်ကိုဇော်ယူထွန်းဖန်တီထိုင်တဲ့ခံရမှုနဲ့ပတ်သက်လို့ပြောကြတဲ့စကားတစ်ခုမှရှိပါတယ်။ခြံစည်းရုပ်ကိုထဲမခွေဖို့မြေတားရက်ခံပါတယ်။ခြံစည်းရုပ်ကိုထဲမခွေပါနဲ့။နိုင်ငံအခြေခံများကိုပြည်သူများကိုစားကျွန်မမဟုတ်သူမဟာသေးကတောင်းဆိုပါတယ်။အပေါလူကြီးခြံစည်းရုပ်ကိုထဲမခွေပါနဲ့ရှင်။ တကယ်လို့ဒီပြုတ်မှုပေါ်မှာကိုစုံယူဆောင်နေတဲ့ကနော်ဒီကိစ္စပေါ်မှာအမေရိကန်ပြုတ်မှုကျွလွန်ခဲ့တဲ့အပြစ်ရှိထင်ရှားတယ်ဆိုရင်လည်းပဲနော်ကျွန်တော်တို့လောကအနေရမှာချိန်ခွင်ရှာလို့ပေါ့နော်တရားဥပဒေမှာဆိုချိန်ခွင်ရှာလေးရှိတယ်မှာနော်ချိန်ခွင်ရှာလေးပုံပေါ်ထည့်တင်မယ်ထည့်တင်ပြီးတော့ဒီကိုစုံယူထွန်းသည်ရခင်သူတက်ခွဲတက်ချက်ကြီးပေါ့နော်တာဝန်ထမ်းဆောင်တဲ့ကာလကောလက်ရှိမှာပြည်သူဆယ်ကောင်းဆောင်ဖြစ်ထမ်းဆောင်တဲ့ကာလကောနိုင်ငံအကျိုးသူတည်ဖို့မှုတွေရဲ့တစ်ဖက်လက်ရှိမှာသူပြုတ်မှုကျွလွန်နေဆိုတဲ့နော်လက်ရှိထိမ့်သိမ့်မှုတွေတစ်ဖက်အဲ့ဒီနှစ်ဖက်ကိုချိန်ခွင်ရှာတဲ့ကိုထည့်ချိန်ပြီးတော့ ဘယ်ဘက်ကအလေးတာနေလဲနော်တကယ်လို့ကိုစောယူထုံးကတိုင်းကျိုးပြည်ကျိုးကိုအမတကယ်ဆောင်ရွက်ခဲ့တဲ့ဘက်ကအလေးတာလဲဆိုရင်ဖန်စီထဲသိမှုကနေပြီးတော့ပြန်လဲလှုပ်ပေးဖို့ကျွန်မပြည်သူတွေကိုစားတောင်းဆိုကြပါရဲ့နော်အကယ်၍အဲ့လိုမျိုးမဟုတ်ဘဲနဲ့နော်ကိုစောယူထုံးအနေနဲ့ကပြည်မှုကျွန်းလုံးတဲ့ဘက်ကအလေးတာခဲ့ရင်လည်းပဲသူလှုပ်ခဲ့တဲ့တိုင်းကျိုးပြည်ကျိုးတဲပိုးခဲ့တဲ့အသက်ခံတာပြည့်ရပြီးလှုပ်ခဲ့တဲ့အရာတွေကိုထောက်ပြီးတော့ ကြည့်တယ်မှုကိုငဲအောင်ငဲတဲ့မှုကိုပပြအောင်ဆောင်ရွက်ပေးဖို့ပြည်သူများရဲ့ကိုယ်စားကျွန်မတောင်းဆိုပါရစေ။ကျွန်မရုပ်သက်ပိုင်းကိုကြည့်နေတဲ့လူတွေထဲမှာကိုစော်ယူထွန်းရဲ့အမှုနဲ့ပတ်သက်လို့နော်ကျွန်မလိုပဲဖန်တီးထိန်းသိမ်းမှုကနေပြီးတော့အစိုးရအနေနဲ့တက်ညာစွာဆောင်ရွက်ပေးဖို့မြေတားရက်ခံပြီးအစိုးရကိုအသနာခံမဲ့လူတွေရှိနေမယ်လို့ကျွန်မယုံကြည်ပါရစေ။ဒါကြောင့်မို့ဒီလူတွေရဲ့ကိုယ်စားကျွန်မကတပ်မှုလို့မှဟာဒီကနေပြီးတော့ပြောပြပေးခြင်းတောင်းဆိုရခြင်းဖြစ်ပါတယ်။နော်ဆိုတော့က နောက်တစ်ချက်ကကိုစော်ယူထုံးအနေနဲ့ကဒီဆူဆေးရေးကိမှာဘုံမှုတောက်တဲ့အချင်းများစကားများတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဖန်ကြီးထင်းထင်းခင်ရတယ်ဆိုတဲ့အချက်ကိုလည်းကြားရတယ်။ကျွန်မထင်တာကတော့လေဒီနေရာမှာကျွန်မတို့သင်ငန်းစာတစ်ခုရတယ်။အဲ့ဒါပါလဲဆိုတော့ဒီပြဿနာဖြစ်နေတဲ့ဗီဒီယိုပိုင်းကို line ပေါ်တင်လိုက်မိချင်းကြောင့်ဖြစ်နေမယ်ထင်ပါတယ်။ ေပြီးတော့ဖိုင်ကိုအလိုင်းမို့ကိုချက်ချင်းမတင်မဲနဲ့เนาะသူတို့တက်ဆိုင်ရတက်နယ်မှုရောက်ရှိလာပြီးတော့တက်နယ်မှုကနေပြီးတော့ဒီကိစ္စကိုမေးမြန်းတဲ့အခါမှာလိုအပ်တဲ့အခါမှာဒါတက်သေးဖြည့်ဒီမျိုးဖိုင်ကိုထုတ်ပြမယ်ဆိုရင်ဒါဒီကိစ္စဒါတို့တက်တိတ်နဲ့အချင်းချင်းပြရမယ်ကိစ္စမျိုးပေါ့နော်အခုလိုမျိုးလိုင်းမော်တင်လိုက်တဲ့အခါကျတော့ဒါဘသူကတင်လိုက်တယ်လို့မသိဘူးပေါ့နော်လိုင်းမော်တင်လိုက်အခါကျတော့အုတ်ဝတောင်းနေဖြစ်သွားတယ်ထိုင်းပြီးရှက်ရမယ်ကိစ္စမျိုးကိုထားပြီးရှက်လိုက်ပြီးတော့ကိုပေါင်ကိုလန်ထောင်းတယ်လို့ဖြစ်သွားတယ်တပတ်အုပ်စုကနော်ဟိုမြေခွေးတွေလိုပဲအကွက်ချောင်းပြီးခွင်ချောင်းနေတဲ့အုပ်စုတွေကလည်းအားနဲ့ဝမ်းအားရဝမ်းသာဟောင်းကြပြီးတော့ ော့သူတို့အတွက်ထိုးနှက်စရာလည်းညှိုးထိုးစရာတစ်ခုဖြစ်သွားတယ်။ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီလိုမျိုးသတင်းကလူတွေကြားလိုက်ချင်းကြားလိုက်ပြီးဆိုတာနဲ့ဘယ်သူမှလက်ခံပေးလို့မရတဲ့ကိစ္စမျိုး